ဒီဗီဒီယိုမှာတော့ဒီတနာကျန်ခန်းကျင်းနေဖြစ်ပါတယ်အခန်းကြီးနေအငယ်တက်မှစက်တက်တပန်းငါဒီကိုစိန်နှလုံးထဲမှာပြောဒီကလာပါရွှင်လန်းခြင်းအဖြစ်တင့်ကိုငါစုံစမ်းမိတို့ဖြစ်၍ကာမဂုဏ်၌ပျော်မွေ့လို့ဟုဆိုရာတွင်ထိုအမှုရာသည်လဲအနတ္တဖြစ်လေ၏ရေမောခြင်းကို တင်းဒီအယူဖြစ်ဤဟူ၍၎င်းရွှင်လန်းခြင်းကို အပေကြောင့်ဤတို့ပြုသည်နည်းဟူ၍၎င်းငါဆိုရ၏တဖန်လူသားတို့သည်မိုးကောင်းကင်အောက်၌တသက်လုံးပြုတင်သောအမှုကောင်းကိုတည်အံ့သော၌ပညာတရားကိုလေ့ကျက်လျက်နှင့်စပြည့်အလိုတို့လိုက်၍မိုက်သောအကျင့်တလေး၌ကျင်လေခြင်းငါငါကြံစီ၏ကြီးကျယ်သောအလုတ်ကိုစီရင်၍ ိမ်တို့ကိုဆောက်၏ဇပိဥယျင်တို့ကိုလည်းဆက်၏ဥယျင်အမျိုးမျိုးကို ပြုစု၍ခတ်သိမ်းသောအတီးမျိုးကိုတီးသော အပင်တို့ကိုလည်းဆက်၏တိပင်မျိုးနှင့်ပြည့်စုံသော တောကို ရေလုံးစရာဖို့ရေကန်တို့ကိုလည်းလုပ်၏ကျွံယောက်ချာကျွံမိမတို့ကိုသိမ်းယူ၍ကျွံတပုတ်များလည်းရှိကြ၏ငါအရင်ယေရုရှလင်မြို့၌ဖြစ်ဖူးသော သူအပေါင်းတို့ထက် ငါသည်တိရစ္ဆာန်အကြီးငယ်တို့နှင့် အလွန်ရတတ်၏ရွှေငွေကို၎င်းရှင်ပြည်နှင့်ဆိုင်သောဗန္ဒာကြီးဝါတို့၌ခွဲသော အခွန်ကို၎င်းငါစည်းပွ၏အငိမ့်သမားယောက်ျားမိန်းမတို့ကို၎င်းလူသားတို့ပျော်မွေ့တတ်သောကျင်ရှံမိမမောင်မမိတ္တန်တို့ကို၎င်းငါသိယူ၏ထို့သောငါအရင်ယေရုရှလင်မြို့၌ဖြစ်ဖူးသောသူအပေါင်းတို့ထက်ငါသည်တိုးပွား၍ ကြီးမြင့်ခြင်းတို့ရောက်၏ငါပညာလဲတည်လျက်ရှိ၏ငါမျက်စိတက်မဲ့လူကျင်သောအရာတစုံတစ်ခုကိုမျှငါမငင်ငါစိတ်ွှင်လန်းเสียတစုံတစ်ခုကိုမျှမပယ်ငါကြိုးစားသမျှတို့၌ဝမ်းမြောက်လျက်ရှိ၏ကြိုးစားခြင်းအကျိုးကိုခံရ၏ထိုအခါငါစီရင်ပြုပြင်သမျှငါကြိုးစားအားထုတ်သမျှတို့ကိုငါကြည့်ရှု၍အလုံးစုံတို့သည် အနတ္တမှု လေကိုချက်ဆန်းသောအမှုဖြစ်ကြ၏နေအောက်မှကောင်းသောအကျိုးသုံးတစ်ခုမျှမရှိအငယ်စနစ်မှဆက်ခွနဲ့တပန်းငါလှည့်၍ပညာတရားကို၎င်းလျှက်ပေါ်ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို၎င်းဆင်ခြင်း၏ရှင်မြေနောက်မှ ဖြစ်သောသူသည်အဘယ်သို့ ပြုနိုင်သည်။ပြုဘူးသည်အတိုင်းသာ ပြုနိုင်၏တို့ရတွင် အလင်းသည်မှောင်မိုက်ထက်မြတ် တကယ်တူပညာသည်မိုက်မဲခြင်းထက်မြတ်တီကိုငံသိမြင်၏ပညာရှိသောသူ၏မျက်စိတို့သည်သူ၏ဥကောင်း၌ရှိ၏မိုက်သောသူမူကားမှောင်မိုက်၌ကျင်လည်တတ်၏သို့တော်လည်းထိုသူအပေါင်းတို့သည်တခုတည်းသော အမှုနှင့် တွေ့ကြုံတတ်သည်ကိုငံရိပ်မိ၏တို့ဖြစ်၍မိုက်သောသူ တွေ့ကြုံတကဲ့သို့ငံသည်တွေ့ကြုံလျင်အဘယ်ကြောင့်သူထက်သာ၍ပညာရှိသည်ဟု၍၎င်း ဤအမှုရာသည်လည်းအနတ္တဖြစ်သည်ဟု၍၎င်းငါအောင်မေ၏ယခုဖြစ်သည်မြသော အမှုရာတို့ကို နောင်ကာလ၌မိလျော်လိမ့်မည်ဖြစ်၍မိုက်သောသူသည်အစင်မအောင်မေတကဲ့သို့ပညာရှိသောသူကိုလည်းအစင်မအောင်မေတံပညာရှိသောသူသည် မိုက်သောသူတေတကဲ့သို့တေတပ်ပါတိတကထိုကြောင့်အသက်ရှင်ခြင်းကိုငံကြီးငွေ၏ နေအောင်မှပြုရသော အမှုသည်ငါ၌ခက်ခဲ၏အလုံးစုံတို့သည်အနတ္တအမှု လေကိုကျက်စားသော အမှုဖြစ်ကြ၏အငယ်၁၈မှ27ထိုမှာဘာငါသည်နေအောင်မှကြိုးစားအားထုတ်သောအမှုအလုံးစုံတို့ကိုငါညှိဝေရသော အကြောင်းဟုမူကားထိုအမှုကိုငါနှောက်မှ ဖြစ်လက်တန်သော သူ အဖို့ငါခြံထားရမည်ထိုသူသည်ပညာရှိမည်လော့ မိုက်မီလောဟုအဘဲသူပြောနိုင်သနီထိုသူသည်ငါကြိုးစားအားထုတ်သမျှနေအောင်မှငါ့ပညာကိုထင်ရှားပြလေသမျှသောအမှုတို့ကိုအစိုးရလိမ့်မည်ထိုအမှုရာသည်လည်းအနတ္တဖြစ်၏ထိုကြောင့်နေအောင်မှငါကြိုးစားအားထုတ်သမျှတို့၌မျှော်လင့်เสียမရှိစိတ်ပြည့်အောင်တဖန်ငါကြံစီ၏အကြောင်းမူကားပညာရှိလျက်သိပ္ပံအတတ်နှင့်ပြည့်စုံလျက်အမှုအောင်လျက် ကြိုးစားအားထုတ်တော်သူဖြစ်တော်လေမကြိုးစားအားမထုတ်တော်သူဝင်စီရန်ဖို့ထိုအမှုကိုစွန့်ထားရမည်ထိုအမှုရာသည်လည်းအနတ္တအမှုအလွန်ဆိုးသောအမှုဖြစ်၏အငယ်၂၂မှ26လူဒီနေအောက်မှကြိုးစားအားထုတ်တော်အမှုအလွန်စိတ်ဆွဲလန်းသောအမှုအလုံးစုံတို့၌အဘဲအကျိုးရှိသည်နီသူ၏နေရအပေါင်းတို့သည်ဝန်နေခြင်း သူ၏အလုတ်ကင်လဲညူညင်ချင်းဖြစ်၏ညခါ၌ပင်သူ၏စိတ်နှလုံးမငြိမ်ရထိုအမှုရာသည်လဲအနတ္တဖြစ်၏စားတောက်ခြင်းက၎င်းကြိုးစားအားထုတ်ရာ၌စိတ်နှလုံးပျော်မွေ့ခြင်းက၎င်းလူ၌ကောင်းသောအခွင့်မရှိဘုရားသခင်၏ခြေဆုတော်ကြောင့်သာထိုတို့သောအခွင့်ကိုရနိုင်သည်ဟုငါသိမြင်၏ ဖျားသခင်၏အခွင့်မရှိဘဲအဘဲသူစားရသည်အဘဲသူခံစားရသည်ရှေ့တော်၌ကောင်းသောသူအားဉာဏ်ပညာသိပ္ပံတတ်နှင့်ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏အပြစ်ရှိသောသူအားပင်မန်းစွာ အလုလုရသောအခွင့်ကို၎င်းဖျားသခင်၏ရှေ့တော်၌ကောင်းသောသူအားပေးเสียဖို့စီးဘူးတို့ထားရသောအခွင့်ကို၎င်းပေးတော်မူ၏ထိုအမှုရာသည်လည်းအနတ္တအမှု လေကိုကျက်စားသောအမှုဖြစ်၏။ Okay, now video မှာပြန်တွေ့မယ်နော်။ Bye bye.